ဒီသီလဝင်တာတုံတံမှာလေအဲပစ္စယပရိဂါညံမပါဘဲနဲ့ခုံကြော်ပြီးတော့အိိဆာဒုက္ခအနတ္တဆိုတဲ့အတိညာဏ၄ဖြစ်ရောမရှိဘူးဆိုတာလေသီလခန္ဓာဝကတုံခုနညံစဉ်ဇာယီပူဇော်တော့တင့်နာမရူပပရိစေရညံယုတ်ကိုယုတ်တိုင်းနံကိုနံတိုင်းယုတ်နဲ့နံပဲရှိတယ်တတဝဝิญဉ္ဇောင် အတ္တကောင်မရှိဘူး အစားကတော့ငါပဲသူပဲလက်ပဲခေါင်းပဲခါပဲပုံတန်ထန်အနေနဲ့ပဲကိုကတိနေတာ။မှိုင်းရင်မှိုင်းရင်နဲ့ရုပ်ပဲနာမဲအာယုံကိုမတိတတ်တဲ့ရုပ်တရားအာယုံကိုတိနေတဲ့စိတ်ကလေးဒီလိုပဲကွယ်ကွယ်ပြားပြားတိသွားတဲ့အစဉ်ပြီးတော့မှတခါပစ္စယပရိက္ခဉာဏ်။အဲဒီအာယုံလေးရှိလို့တိတဲ့စိတ်ကလေးဖြစ်တာ။ ဒီအယုံမရှိရင်တည်တဲ့စိတ်မရှိဘူးဒီလိုမျိုးလေးတွေပေါ့သူ့ဆိုင်ရာအကြောင်းရှိလို့အကျိုးဆိုတာဖြစ်တယ်လို့တည်တဲ့အစဉ်ကိုပစ္စယပရိဂဟဉာဏ်နောက်တစ်ခါသုံးကြတော့တမ္မတနာပေါ်လာပြီးနောက်ပျောက်သွားတဲ့အဖြစ်ရှိတဲ့သဘောလေးကိုပေါ်လာသည်မအာယုံတိုင်းပေါ်လာသည်မစိတ်တိုင်းလေးကိုမှတ်ရင်းနဲ့သိသွားတဲ့အဖြစ်ကဒါဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောလို့သိတာမျိုး တမ္မတဏညာလို့ပြောသီလဝန္ဒတုတ်တံမှာကြတော့ဘုသူအကြောင်းပြုပြီးပြောလဲဆိုအရှင်စန္ဒအဲ့မှာပစ္စယပရိက္ခညာမပါဘဲနဲ့ခုံကြော်ပြီးတော့ဝိပဿနာရှုနေတဲ့အရှင်စန္ဒရဲ့ဝိပဿနာကိုဝိပဿနာအတုသာဖြစ်တယ်လို့အကြောင်းပြုပြီးဟောတာလေနော်အဲ့ဒီဘိုင်းလေးတစ်ချက်လောက်ဘဝတုဒ္ဒဘုကိုမှတ်ရင်းနဲ့ ရှုရင်းနဲ့ကြာလဲဒါလေးကနီးယူစရာလေးရယ်စင်ကျင်စရာလေးရယ်ပေါ့နော်ဟာမြင်စဲကြားစဲစသည်မှာတဲ့မာစီဆရာတော်ဗျာကြီးကတော့အဲ့ဒီမှာဒီလိုရှင်းပြတကယ်ဖြစ်ပြတဲ့ယုံနံတွေကိုသဘာဝလက္ခဏာနဲ့စပြီးတော့အစဉ်တိုင်းမှန်ကန်စွာ ရှုတည်နေတဲ့ယောဂီတွေရဲ့ဝိပဿနာအစစ်ကိုတော့ပဋိစ္စသမုပ္ပါမတိနားမလဲပဲနဲ့မရှုကောင်းမှု အာမထုတ်ကောင်းမှု စသည်ဖြင့်မပိတ်ပင်မဓာမြင့်ကောင်းမှုတဲ့ပိတ်ပင်ဓာမြင့်ရင်ပฏิပฏิဆိုတဲ့ဒီသာသနာအမွေတော်ကိုကျင့်ယူခြင်းသာသနာတော်ကိုပိတ်ပင်ဖြစ်စည်းရရောက်တယ်ဆိုတာကိုတော့နားလည်ထားရမယ်ဒါကမြင်စဲကြားစဲတကယ်ဖြစ်ပြတဲ့ယုံ난သဘောကိုရှုရင်းမှတ်ရင်သူ့သဘာဝလက္ခဏာအတိုင်းသိသွားတဲ့ယောဂီရဲ့အသိကို နော်ဒါဝိပဿနာ အစစ်မဟုတ်ဘူးလို့နားမလဲပရိစ္ဆသမုပ္ပါဒ်တွေလည်းလေ့လာထားတာမဟုတ်ဘဲနဲ့သူသိတဲ့သဘောကိုဒီတိုင်းတူတယ်လို့မပြောကောင်းဘူးလို့မဆိုအပ်ဘူးလို့ဆရာတော်ကြီးကဒီမှာအဲ့လိုလေထည့်ပြောထားတယ်နော်အဲ့လိုပြောလိုက်တဲ့ဆိုရင်ဒီပฏิပတ္တိသာသနာတော်ကိုသွားပြီးတော့ပြိပင်တားမြစ်ရာဖြည့်စည်းရာလဲရောက်မယ်ဆိုတာတော့နားလည်ထားရမယ်နော်။ဘာကြောင့်လဲဆိုရင် ဖြစ်ခိုက်ဖြစ်ခိုက်ယုံနံကို ရှုနေတဲ့ယောဂီတွေမှာတမာရညာအားရှိရင်ဒီယုံနံကိုသူကအရင်ဦးဆုံးကွယ်ကွယ်ပြားပြားညံထဲမှာသိတာမျိုးဒါကိုယ်တိုင်မှတ်တဲ့သူတွေဆိုရင်တော့ဒီသဘောကိုပြောရင်ပိုနားလဲမရှုမမှတ်တဲ့အာမတန်တဲ့ပုံကိုယ်တွေအတွက်ကြတော့နည်းနည်းခက်ခဲမယ်နော်။ဟိုနေ့ကကြည်လိုက်တဲ့အာဒိဋ္ဌသုံးပါဆိုလဲရှုမှတ်ရင် သိနိုင်တယ်ဆိုတဲ့အချက်ကလေးမြတ်စွာဘုရားဟောတာမရှုလို့တာဘာဖြစ်တာမသိတာတဘာဝတရားတော့ဖြစ်ပြီးရင်ဘာဖြစ်တာပဲလဲပြက်သွားတာပဲနော်သူ့အတိုင်းကယုံနာမဲ့ရှိတယ်အတ္တကောင်ဝိညာဉ်ကောင်အတ္တကောင်မဟုတ်ဘူးဆိုတာတဘာဝတရားအတိုင်းပဲဒါပေမဲ့မှတ်နေတဲ့ပုံကိုမှကြတော့ဖြစ်ခိုင်းဖြစ်ခိုင်းမျက်စိနာနှာခေါင်းရှာကိုစိတ်ပေါ်လာသမျှအာယုံလေးတွေထင်ရှားဖြစ်ခိုက်ကိုပဲသူကရှုလိုက်တာ ਨੇ တမာရိညာအားရှိရင် ဒီယုံ난ကိုသူကကွဲကွဲပြားပြားဥစွာတည်တာပဲဒါယောဂီရဲ့ဖြစ်စဉ်မှာရှုပွားတဲ့ပုံကူမှာကြတော့အဲ့ဒီနောက်မှာမျက်စိနဲ့အစင်းရှိလို့မြင်တယ်လို့ဒီလိုအတိအပြီးမှပေါ်တာနော်ပြီးတော့နားရှိလို့အတန်ကြားရတယ်ကလမ်းလျှောက်မှတ်တဲ့ပုံကူဆိုလဲသွားခြင်းနဲ့စိတ်ကလေးကြောင့်သွားတဲ့ရုပ်ကလေးဖြစ်တယ်လို့သူသူ့အတူညံထဲမှာဒါနောက်တစ်ဆင့်တိုးလာတာနော် မရှုမိတဲ့အာယုံမှာအမှန်တိုင်းမသိလို့ဒါလေးကိုตาရသွားတာတက်မှတ်သွားတာပဲအဲ့လိုမျိုးသူမရှုမိလို့ဆိုတဲ့အချက်ကယောဂီရဲ့ဉာဏ်မှာသူ့အလိုလိုကိုသိလာတယ်တဲ့တက်မှတ်လို့စွဲလန်းတယ်စွဲလန်းတော့မိမိအလိုအတိုင်းပြည့်စုံအောင်ပြုလုပ်အားထုတ်တယ်အားထုတ်တဲ့အတွက်ကြောင့်ရတယ်ရတော့မလုပ်လဲခံစားတယ်ကံကောင်းတယ်ဆိုလဲခံစားတာပဲကံဆိုးတယ်ဆိုလဲစိတ်ဆိုးပြီးခံစားတာပဲเนาะ အဲ့ဒီလိုအကြောင်းကိုသိမ့်စီးတဲ့အသိဉာဏ်ဟာသူ့လိုလိုနောက်ကနေထပ်ဖြစ်လို့ဒါလက်တွေ့ရှုမှတ်တဲ့အပိုင်းတွေကိုဆရာတော်ရှင်းပြတာဒီလိုလေးတွေ့ရတယ်။နောက်တရားမှတ်ထားတဲ့ယောဂီတွေကြတော့ဟုတ်လိုက်တာမှန်လိုက်တာလို့သဘောပေါက်တာများပါတယ်နော်။အဲ့လိုအကြောင်းကိုသိပြီးတော့မှအဖြစ်အပျက်တွေထင်ရှားပြီးတော့အနေအဆအမြဲမရှိတဲ့သဘောဒုက္ခ တကယ်ဆင်းရဲအစ်စ်ပါလားဆိုတဲ့သဘောတွေအနတ္တကိုယ့်လိုတိုင်းမဟုတ်ဘူးသူ့သဘောလေးတိုင်းဖြစ်နေတာဆိုအတိညာဉ်တွေထပ်ဆင်တိုးလာတာအဲ့တော့အကြောင်းမသိဘဲနဲ့ခုံကြော်ပြီးတော့အနေဆာဆိုတဲ့အတိညာဉ်ဖြစ်ရိုးမရှိပါဘူးတီလဝန္တတော့မှာမြတ်စွာဘုရားဟောထားတဲ့အချက်ကလေးကိုထောက်ပြီးဆရာတော်ကတော့ဒီလိုလေးကိုတွေ့ဉာဏ်မြင်တဲ့ယောဂီတွေသိပုံလေးနဲ့ရှင်းဆက်ပြီးဒီလိုလေးပြောပြတယ်ဒါကြောင့်စောစောပိုင်းက ပဋိစ္စသမုပ္ပါဒ်ကိုအကျယ်လေးလာမထားပေမဲ့အရှင်သာနာလိုအရှုပ်ထွေးဖြစ်เสียမရှိတော့ဘူး။ကိုယ်ကကြိုတင်မလေးလာထားပဲလေပဂတိဖြစ်ခိုက်ကလေးမှရှုရင်ဒီလိုအသိဉာဏ်ပေါ်နိုင်ပါတယ်တဲ့။နောက်ပြီးတော့အရှင်သာနာဟာလည်းတဲ့အရှင်အာနာနာဟောကြားတဲ့ပဋိစ္စသမပဋိစ္စသမုပ္ပါဒ်တရားကိုနာရတော့သူတွေးထင်နေတဲ့အတွေးဟာ အရှုံရှင်ကင်းပြောက်ပြီးဝိပဿနာလမ်းမှန်ကိုအရဟတဖို့ပေါက်စိုက်ရောက်သွားပါတယ်တဲ့ဒါအရှင်သာဏရဲ့ဖြစ်ပုံအစတော့သူကခုံကြော်ပြီးတော့မှတ်ရင်းနဲ့တိတယ်လို့သူ့မှာရှုပ်ထွေးနေတာဒါပေမဲ့ရှင်အနန္ဒာကဟောကြားတဲ့ပရိသတ်သမုတ်ပတ်တရားကိုနားရတော့လေသူအရှုံထွေးပါဖြစ်သွားတယ်ကင်းပြောက်သွားပြီးတော့ဝိပဿနာလမ်းမှန်ရှုမှတ်တဲ့သင်္ချာပေါ်ရအောင်ရှုမှတ်တဲ့လမ်းမှန်ပေါ်ကိုသူရောက်သွားပြီးနောက်ဆုံးရဟန္တာဖြစ်သွားတဲ့အထိ ရတမတ်ရတဖို့ညံတိသူရောက်သွားပါတယ်။ဒါကြောင့်ဆရာသမားဓမ္မအားထုတ်နေတဲ့ယောဂီဟာစောစောပိုင်းကတုတလိုနေတာတောင်မှတရားအားထုတ်ခါနီးမှာကမ္မထမ်းဆရာဟောကြားတာကိုနားပြီးတော့တုတပြည့်စုံသွားနိုင်တယ်။နောက်ရှေ့ပိုင်းမှာကိုယ်ပရိသတ်သမောပတ်တွေဘာမှမသိသေးဘူး။မသိတော့လဲဘာဖြစ်နေလဲဆိုတော့တရားအားထုတ်ခါနီးကမ္မထမ်းဆရာဟောကြားတာကိုနားပြီးတော့လေတုတပြည့်စုံသွားနိုင်တယ်တဲ့။ တရားအားထုတ်နေစဲမှာအရှုပ်ထွေးပေါ်လာရင်လည်းကမ္မထမ်းစရာကဟောပြောပြုပြင်ပေးတဲ့အတွက်အဆစအရာရာအစဉ်ပြေသွားနိုင်တယ်ဒါကြောင့်ဆရာသမားတန်တရားအားထုတ်တဲ့ပုံကိုမှတုတနဲ့ဆက်ပြီးတော့စဉ်းစားစီးစစ်စရာတောင်းမလိုဘူးတဲ့တကယ်လို့စီးစစ်ခြင်းသေးရင်လည်းမာစီဆရာတော်ဘုရားကြီးကတော့အခုဘုန်းကြီးပြောတဲ့အတိုင်းစီးစစ်ယုံမယ်တဲ့เนาะအဲ့ဒါလေးကို နားထောင်ကြည့်အောင်အဲ့လိုစီစစ်တော့အချင်းချုပ်အားဖြင့်ဆိုရင်ယုံနံတရားအလုံးစုံဟာအနိစ္စဒုက္ခအနတ္တသဘောကြီးပဲဒါလောက်ကြားဘူးရင်သူတာပြည့်စုံနေကြောင်းလို့ကိုကိုကိုသိရမယ်တရားမင်းကြီးကိုဟောတာလဲလိုင်းမစည်းဆရာတော်ကြီးဟောဘူးတယ်နော်တရားမင်းကြီးကဘလို့သူတာမျိုးနဲ့ပြည့်စုံရင်တရားဝိပဿနာရှုလို့ရပါတယ်လဲနော်ယုံနံပဲရှိတယ်ပြီးရင်ပြတ်သွားတတ်တဲ့သဘောတရားပဲအဲ့ဒီလောက် တုဒ္ဒရှိရင်ကိုအားထုတ်လို့ဖြစ်ပြီးဆိုတဲ့ကြာမင်းကြီးကို ဖြေထားတဲ့တုတ်တန်းလည်းရှိတယ်နော်။ဒီဟာတီလဝန္ဒတုတ်တန်းဒါကြတော့ကိုဆရာတော်ဟောတာကြတော့ဟိုဟာတက်ကပညာတုတ်တန်းနောက်ပြီးတော့အထာကထာမှာပြဆိုချက်အရာတဲ့ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာ သစ္စာ၄ပါးကိုနာဘူးကြားဘူးတဲ့တုဒ္ဒပြည့်စုံရင်လည်းအားထုတ်လို့ ယောဂီဟာဖြစ်ပါပြီเนาะနောက်ပြီးတော့ဝိသုဒ္ဓိမအထကတာတိကာမှာရှင်းပြထားတဲ့အကြောင်းအရာအကျိုးတရားသူ့ရဲ့သဘောအတိုင်းဆိုတော့အကြောင်းတရားနဲ့အကျိုးတရားပဲရှိတယ်လို့ကြားဘူးရင်ဒီလို အနစ်ချုပ်ကလေးတော့ကြားဘူးတဲ့ဘုဟုတုတ္တရှိရင်လေအဲ့ဒီပုဂ္ဂိုလ်ပဋိစ္စသမုပ္ပတ်တုတ္တနဲ့ပြည့်စုံတယ်လို့သိရမယ်တဲ့ဒါလေးယောဂီတွေအတွက် တော့တချို့ကဒါငါတို့အလောက်ကြီးမသိသေးအားထုတ်လို့ဖြစ်ပါမလားလို့တွေ့ဝေတတ်တဲ့အတွက်ဆရာတော်ကဒီလိုလေးထည့်ပြောထားတယ်ဆရာတော်ဘုရားကြီးကအဲ့တော့အဲ့လိုစောစောကမကြားဘူးသေးတောင်မှတဲ့တရားအားထုတ်ခံနီးမှာယုံနဲ့နံနှစ်ပါးပဲရှိကြောင်းအကြောင်းနဲ့အကျိုးများတာရှိကြောင်းအဲ့ယုံနဲ့နေရခဏမဆဲဖြစ်ပြနေလို့အနိစ္စပဲဒုက္ခပဲအနတ္တတရားကြီးဖြစ်ကြောင်း ဲ့ဒီယုံနံအကြောင်းအကျိုးအဖြစ်ပြအိဋ္ဆဒုက္ခအနတ္တသဘောတွေကိုကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ဝိပဿနာအလုပ်ကို အားထုတ်ရတာပါလို့အဲ့ဒီလို ကမ္မထမ်းစရာတွေဟောလို့ကြားသိသွားတဲ့ပုံကိုဆိုရင်လည်းဝိပဿနာဆက်ပြီးရှုလို့အတွက်အစဉ်ပြေပြီတဲ့เนาะပြည့်စုံနိုင်ပါတယ်တဲ့သူ့အတွက်ဆက်ပြီးတော့ရှုမှတ်မယ်ဆိုရင်သူ့ရဲ့ပါရမီအင်အားလောကအလျောက်အတိညာဖြစ်ပါတယ်လို့ဒီမှာတီး လဝန္ဒတုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အကြောင်းလေးကိုအားစီဆရာတော်ကြီးအဲ့လိုလေးထောင်းပြတာလေးကိုဒီနေ့ဒီလောက်ဖတ်ပြရင်သဘောပေါက်ပါပြီเนาะအဲ့တော့ကိုယ်မှာရှိတဲ့ဘုဟုသုတကတော့ဒီထက်တောင်ပိုပြီးကျွယ်ဝပါပါတယ်เนาะကျွယ်ဝတော့ကိုယ်ကိုယ်တိုင်းမလုပ်အောင်ရှုရင်းနဲ့ပဲမလုပ်အောင်တိအောင်ပဲစူးစမ်းရတော့မှာเนาะအော်ပဋိစ္စသမုပ္ပါကြီးအလွတ်မရသေးလဲ ဘာညာဉာဉ်စရာကြီးဆိုလဲတခါကျရင်ဟိုဟိုဘက်မေးလိုက်ဒီဘက်မေးလိုက်ဖြစ်တော်လဲနော်အဘိဓမ္မာတရားတော်တွေကိုစာရင်းကြည်ကြည်ပြည့်ပြည့်မသိရသေးတော်လဲအခြေခံအချုပ်ကဒါပဲလေနော်အဲ့ဒါကိုပဲအပိုင်းစာလေးတွေခွဲပြီးတော့တရုတ်တကန်လေးတွေနဲ့အခုခေတ်ဆို digital ခေတ်လို့ပေါ့ကိန်းကနန်လေးတွေနဲ့ပြောကြတယ်ပြီးရင်အမည်နာမလေးတွေထပ်တိုးပြီးတော့ပြောတယ်ဒါတော့ကြည်ကြည်ပြည့်ပြည့်မဆိုတော့မှ အခြေခံအနှစ်ချုပ်ကိုတိထားပြီဆိုရင်ဆက်လက်အားထုတ်လို့ကောင်းပြီဆိုတဲ့အချက်လေးเนาะအဲ့ဒါမျိုးလေးကိုခိုင်ကြရင်ကတရားနာရင်နဲ့တရားမှန်ရင်နဲ့အာနာကြတဲ့ခါကြတခါလေးဆရာတော်တွေကလည်းတော်တော်ကြဲကြဲပြန့်ပြန့်လေးရှင်းပြတာရှိတယ်เนาะရှိတဲ့ခါကျရင်အဲ့ဒါတွေကိုသဘောပေါက်ဖို့ကြိုးစားရင်းနဲ့မှတ်တဲ့အခါအခက်ခဲ ဖြစ်သွားနိုင်တယ်။ဘာလို့ဆိုကအဲ့ဒါမျိုးလေးများလားဒီလိုလေးများလားငါအဲ့ဒါကိုမသိသေးဘူး။တချို့ဆိုစာအုပ်နဲ့လိုက်မှတ်နေတဲ့အမှတ်ချိန်တွေပြတ်တို့လေနော်။ယောဂီတွေမှာကြတော့တချို့ဆိုဟာညလုံးမအိပ်ပဲအဲ့ဒါတွေပြန်ရေးပြန်စီးအဲ့လိုလုပ်တတ်တယ်လေနော်။အဲ့ကကြသူ့အတွက်အမှတ်ချိန်တွေယောတာ။အာမောဘူးဆရာတော်တွေကဘုသူဒ္ဓဖြစ်တယ်လို့ပြောလို့နားလေယုံနဲ့လဲမဖြစ်သွားပြီလေ။ဖြစ်ခိုက်ယုံနဲ့တဲ့ဘော ဖြစ်ခိုက်မှာပဲမြင်ခိုက်မှာပဲကြားခိုက်မှာပဲမွေးနံခိုက်မှာပဲစားသိခိုက်မှာပဲတွေ့ထိခိုက်မှာပဲကိုယ့်ရဲ့လှုပ်ရှားသွားလာနေတဲ့အခိုက်ကလေးမှာပဲရှုရင်လည်းဘာဖြစ်ဒီသဘောတွေကိုသိနိုင်ပါပြီဒီလောက်ဘုဟုတုတ္တဆိုရင်ရပြီဆိုပြီးနှလုံးပိုက်ပြီးတော့စူးစမ်းမှတ်ဖို့ပဲเนาะဟောအဲ့ရတဲ့ဝင်တော့မဲဆိုလဲဝင်လိုက်တဲ့အခိုက်ကိုယ်ခန္ဓာကိုယ်ရွှေ့လိုက်ပြင်လိုက်ပြောင်းလိုက်တိန်းလိုက်နောက်ဆုံးခေါင်းနဲ့ခေါင်းထိသွားတဲ့အခါเนาะ မဆရာအာယုံတခုခုကိုပင်နိုင်ငါဘာရောမှတ်တော့မယ်လို့အာယုံညွှတ်လိုက်လေကိုယ့်သဘောလေးကိုသိပြီးပြစ္ဆုတ်ပန်တက်တက်မှတ်သွားရင် ကိုသိရမယ်တရားတွေကိုသူ့အစဉ်အတိုင်းပဲယုံနဲ့နံမဲရှိတဲ့အကြောင်းနဲ့အကျိုးပဲရှိတဲ့ဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောပဲနော်အစိုးမရတဲ့သဘောတွေပဲကိုယ့်အလိုတိုင်းမဖြစ်တဲ့သဘောတွေပဲနော်အလိုတိုင်းမဖြစ်တဲ့အတွက်အလိုမရှိစရာအာယုံတွေပဲတွေ့တာနေလို့လည်းဘာမှမထူးဘူးနော် နောက်တခါအဲ့ဓာတွေကိုမလိုချင်တော့ညင်းငွေလာတဲ့သဘောအဲ့လိုညံနေရဖြစ်သွားနိုင်ပါတယ်ဆိုတာလေးကိုတရားကြည့်တော်တို့နားလည်ပြီးစ조사မှတ်ဖို့ပဲเนาะဟုတ်ပါပြီဗျာဒီနေ့အလောက်ဆိုရင်ပြေဆုံးပါပြီဆရာဗျာတွေဆရာတော်ဗျာကြီးတွေပြောပြညွှန်ကြားတဲ့အတိုင်း조사ရှုမှတ်ပြီးမြတ်စွာဘုရားညွှန်ကြားခဲ့သောမဉ္ဇဉ်ဖူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ကိုဆက်ရောက်မြင်မောင်ပြီးသိအောင်조사နိုင်သော အရိယာသူတော်ကောင်းတို့သည်ဖြစ်ကြပါစေဖြစ်အောင်ကြိုးစားကြပါစို့ဗျာသာဓုသာဓုသာ